ပရိသတ်များအားလုံးပဲမင်္ဂလာပါဝိုင်းလေးတရားရဲ့ program ကနေပြီးတော့ပြန်လည်ကြည့်ဆိုပါရယ်ဒီကနေ့မှာတော့ဝိုင်းလေးကဝိုင်းလေးတိဆိုခဲ့တဲ့ cover song တွေကနောက်ထပ်တစ်ပုဒ်ကိုရွေးချယ်ပြီးတော့မှ reaction video လေးလုပ်ရသွားမှာဖြစ်ပါတယ်ဆိုတော့ဝိုင်းလေးနောက်ထပ်တစ်ပုဒ်ရွေးထားတဲ့တခြင်းလေးကတော့ Frozen ဇာတ်ကားရဲ့ပဲဇဝင်တေးလေးတစ်ပုဒ်ဖြစ်တဲ့ Into the Unknown ဆိုတဲ့ဇဝင်တေးလေးပဲဖြစ်ပါတယ်ဒီတခြင်းလေးကတော့ Frozen 2မှာပါထားတဲ့ Disney တခြင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီတချင်းလေးကိုဆိုတာကလည်းဝမ်လေးကအရင်ပြောခဲ့တယ်လို့ပဲအာ Disney တချင်းလေးတို့သဘောကျတာတဲကမှ frozen စကားတွေကဇဝင်လေးတော်တော်များများကိုဝမ်လေးကအရန်သဘောကျပါတယ်ဝမ်လေးအတန်နည်းနဲ့လည်းလိုက်ဖက်တယ်လို့ခံစားရတာဖြစ်တဲ့အတွက်ဒီသချင်းလေးတွေကိုဝမ်လေးကသိဆိုလေးရှိတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဖွင့်ပြပေးမယ်သချင်းလေးကတော့ into the unknown ဆိုတဲ့သချင်းလေးဖြစ်ပါတယ်ဝမ်လေးနဲ့ဒီသချင်းလေးကိုကြည့်လိုက်ရအောင် ဒီသချင်းလေးကလေ तू आर फ्रोजन 2ထဲမှာဆိုလို့ရှိရင်အဲ့ဒီဟာအဲ့ဒီမြီးတန်လေးပေါ့နော်အဲ့ဒီမြီးတန်လေးကို तू आर ကြားပြီးတော့မှဒီတောအုပ်ထဲကိုလိုက်သွားတဲ့စင်းလေးပေါ့အဲ့ဒီမှာဒီသချင်းလေးကိုဆိုတာပေါ့နော်မင်းသမီးလေးကအဲ့တော့ဝိုင်းလေးကဒီသချင်းကိုရိုက်ကူးတဲ့အခါမှာလေအာဒီပြောရမယ်ဆိုလို့ရှိရင်ဒီအဲ location ကတော့အရင်မမှတ်မိတော့ဘူးပေါ့နော်အဲဒါပေမဲ့တောအုပ်ထဲဝိုင်းလို့တွားရိုက်ကြတယ်ပြီးလို့ရှိရင်ဒီဝစ်စုံဝစ်စုံလေးကတော့ဝိုင်းလေးအမကနေပြီးတော့မှအခုညတောင်းပြီးတော့ ဒါ inspiration ယူပြီးတော့မှလှုပ်ထားတာပေါ့နော်ဆိုတော့အဲဘာဖြစ်ဖြစ်ဒီဝစ်စုံလေးတွေကိုကြိုက်တဲ့ပရိသတ်ရှိတယ်လို့မကြိုက်တဲ့ပရိသတ်တွေလည်းရှိတာပဲပေါ့နော်အဲဝိုင်းလီကိုယ်တိုင်ဆိုလို့ရှိရင်တော့ကိုငငယ်ကိုငငယ်တဲ့ချိန်တုန်းမှာဒီလိုဝစ်စားလေးတွေဝစ်ပြီးတော့ဒီကိုလှုပ်ချင်တဲ့သင်းလေးတွေကိုဒီရိုက်ကူးခဲ့ရဖြစ်တဲ့အတွက်အပြန်ကြည့်ရတဲ့ချိန်မှာတော့အဲဝိုင်းလီကတော့သဘောကျပါတယ်ဆိုတော့ပရိသတ်တွေကဘယ်လိုမြင်လဲအဲဝိုင်းနဲ့တူဆက်ကြည့်အောင်နော်